အားလုံးပဲမင်္ဂလာပါရှင်ရန်နာမထားရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့သူတင့်ကိုတတိယနေမလားပေါ့နော်အဲ့ဒီခေါင်းစဉ်လေးနဲ့ reading လေးလုပ်သွားပေးမှာဖြစ်ပါတယ်ဒီနေ့ reading ကတော့ collective reading လေးပါပေါ့နော်အဲ့တော့ဒီသူဆိုတဲ့လူကတင်တို့ရဲ့အတွေ့အကြုံကသူတင်အခုချိန်မှာလက်ရှိမှာတတိယနေတဲ့သူပေါ့နော်ဒီတင်တတိယနေတဲ့သူကတင့်ဝင်ရောသူကပြန်ပြီးတော့တတိယနေမလား เนาะအားနဲ့ပတ်သက်ပြီးတော့ခြေသွားပေးมาဖြစ်ပါတယ်အ collective reading လေးဖြစ်တဲ့အတွက်လူအားလုံးနဲ့တော့ energy ကိုင်းကြီးမှုအရရှိမှာမဟုတ်ဘောเนาะဒါပေမဲ့လည်းဒီ reading လေးကိုနားထောင်ကြည့်ပြီးတော့တစ်မိနစ်နှစ်မိနစ်အတွင်းမှာဗောเนาะဒီ reading ကသင်တို့အတွက် reading လို့ခံစားရလို့ရှိရင်เนาะဒါကသင်တို့အတွက် reading မှာဗောเนาะဒီမှာကတ်ကလေးတွေဒီလိုလေးပြထားပေးတယ်ဆိုတာကတော့ဒီနေ့မှာဒီနေ့ collective reading လေးမှာဒီကတ်ကလေးတွေကိုသုံးသွားမယ်ဗောเนาะဒီ tarot card ကလေးနဲ့ဒီ oracle card ကလေးပေါ့နော် အဲ့ဒီနှစ်မျိုးလုံးကိုသုံးသွားမှာဖြစ်တဲ့အတွက်ဒီကက်ကလေးတွေကိုပြထားပေးတာဖြစ်ပါတယ်။အဲ့ဒီတော့တင့်အတွေ့တဲကသူတင့်တတိယနေတဲ့သူကတင့်ဟောသူကတတိယနေမလားအတူတူကြည့်မယ်နော်။အဲ့ဒီတော့အရင်ဦးဆုံးတော့ paradise ပေါ့နော် paradise နဲ့စထားတယ်အဲ့ဒီတော့အဲပြောပြမယ်နော်ခဏလေးပါဒီမှာကတ်ကလေးကိုအရင်ဆုံးခင်းလိုက်မယ် အဲ့တော့ဒီနေ့ collective reading ကို လာကြည့်တဲ့သူလေးတွေအမှန်တော့လေနော်ဒီတကြံတွင်ကိုကျမကနားမယ်လို့ပေါ့နော်နားမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့လေဒီ reading လေးတွေကိုလုတ်ပေးတာကကျမလည်းကျမရဲ့ဒီစီပွားရေးအလုပ်လေးတွေကိုဒီတလောမှာတိတ်ပြီးတော့ပေါ့နော် အာအားဆိုင်ရတာအသိမရှိဘူးဆိုတော့နေနေနာနေနေအချိန်လေးမှာအာတကြံတွင်နားနေကြတဲ့သူလေးတွေအတွက်ပေါ့နော် entertainment သဘောမျိုးလေးပဲဖြစ်ဖြစ်ပေါ့နော်ခြေသွားလို့ရအောင်ကျမက region လေးတွေတင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့စမယ်နော်အရင်ဆုံးတော့ paradigm နဲ့စတာလေအဲ့တော့တင်တတိယနေတဲ့သူဟာတင်နဲ့ပတ်သက်ပြီးတော့တဲ့သူလည်းတင့်ကိုတတိယနေတယ်ပြီးတော့သူ့ရဲ့အတွေ့အထိမှာတင်နဲ့အတူတူပြောစရာကောင်းခဲ့တဲ့အချိန်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုသူ့စိတ်ထဲမှာသူအခုလက်ရှိမှာခံစားနေရတဲ့တတိယရတယ်တဲ့ပြီးတော့တင်တို့တယောက်တယောက်နဲ့တယောက်ပေါ့နော်ပျော်ပျော်ရွှင်ရွှင်အရှိခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ သူတတိယပါတယ်တဲ့เนาะအဲ့တော့တတိယနေလားဆိုရင်တော့တတိယရယ်ပေါ့เนาะတတိယရယ်နဲ့စပါတယ်အာအဲ့တော့ဒီ oracle card တွေကိုတကတ်ချင်းကျွန်မမပြောသေးပဲねဒါတော့ကတ်ကလေးနဲ့ပါကြည့်သွားမယ်เนาะ အဲ့တော့သူတင့်တရီရတယ်ပြီးတော့ဖြစ်နိုင်မယ်ဆိုလို့ရှင်ねတင့်လာကိုအခုချိန်မှာနှင်းလေးမြ мян လေးရောင်းလာပြီးတော့တင့်လာတွေ့ချင်တာပေါ့နော်ဒီမှာအဲ့တော့ဝင်ကြတာဆိုတော့အလင်းမြန်ဆုံးအချိန်နဲ့နော်အချိန်မဆိုင်မင်းနဲ့တင့်စီကိုမြ мян ဆဆန်လေးလာအပြေးတွေ့ချင်တယ်စိတ်ဆန္ဒလေးတွေသူ့မှာအခုလက်ရှိမှာဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့တော့ဝင် energy ရဒီလိုမျိုးလေးခံစားရပါတယ်အာနောက်တစ်ခုကျတော့ abandon ပေါ့နော်အဲ့တော့ တင်နဲ့ပတ်သက်ပြီးတော့သူ့မှာလေအတွေးလိုက်တိုင်းကောင်းမွန်တဲ့ energy တွေဖြစ်ပေါ်တယ်နော် abandon ဆိုတာကတော့ပေါ်ကျွေသွားခြင်းပေါ့နော်အဲ့တော့တင်တို့နေရာရဲ့ဒီနှစ်ကိုကြားပေါ့နော်ဆက်ဆက်ရေးတွေမှာနော်ပျော်ရွှင်စရာတွေရှိခဲ့တယ်ပြီးတော့တင်ချောင်းသူ့မှာဘယ်လိုပြောမလဲ energy တွေတိုးရတယ်ပြီးလို့ရှိရင်ကောင်းမွန်တဲ့ပေါ့နော်ကောင်းမွန်တဲ့စွမ်းအင်တွေနော်ရရှိခဲ့လို့သူကယုံကြည်တယ်နော်အဲပြောမယ်ဆိုလို့ရှိရင်ဒီလူကတင်းတို့လေးရဲ့ဒီအတွေ့အကြုံလူကတင့်ကို 路表面，都不比较选择来露露，都是来看他的。 နော်တင့်အနာမှာသူနေရတဲ့ခါကြလို့ရှင်သူကအာတက်ဆရာတွေဖြစ်တယ်ပြီးလို့ရှင်သူရဲ့ energy ပေါ့နော် energy တွေကောင်းမွန်တဲ့ energy တွေပေါ့နော် positive ပေါ့နော် positive mindset နော်အမှရေးထားဆိုတော့ဒီလိုကောင်းမွန်တဲ့အတွေ့တွေပို့ပြီးတော့တွေးပစ်စေတယ်နော်သူကခက်ဆဆိုးသူတူဖြစ်တယ်ဆိုရင်တော့မှပဲတင့်အနာကိုရောက်လာတဲ့ခါမှာတင့်ကိုတွေ့ရတဲ့ခါမှာတင်းနဲ့စကားပြောဖြစ်တဲ့ခါမှာကောင်းမွန်တဲ့ energy ကိုရရှိတာဖြစ်တဲ့အတွက်သူကိုယ်ကလည်းကောင်းမွန်တဲ့လူအဖြစ် ပြောင်းလဲချင်လာတာအဲ့လိုမျိုးလေးတွေရှိတယ်နော်အဲ့လိုမျိုးလေးဒီမှကြ တော့ Borosol Borosol Energy နဲ့သူကဒီလိုကောင်းမွန်တဲ့အရာတွေเนาะအာတင်တဲ့ပတ်သက်ပြီးတော့အေးဂျင့်တဲ့အရာတွေသူခံစားရတယ်အာနောက်ပြီးတော့ စိတ်အေးရတာပေါ့နော်အဓိကတင်းနဲ့ပတ်သက်လို့ရှင်သူ့မှာပူလောင်ရတာနဲတယ်စိတ်အေးလေးသူနေလို့ရတယ်နော်တင်းနဲ့သူနဲ့အတူတူတွေ့လို့စကားပြောဆိုတဲ့အခါမှာတောင်နဲ့တောင်နဲ့ရှိန်စရာမလိုဘူးဖုံးကွယ်ထားစရာမလိုဘူးအေးအေးဆေးဆေးပဲဆက်ဆံလို့ရတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးနော်အဲ့တော့သူကအာတင်းနဲ့ပတ်သက်ပြီးတွေ့ထားတဲ့အတွေ့အကြုံတွေကတော့ကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်နောက်တစ်ခုကြတော့ဒီမှာ အနမ်းနေပေါ့နော်ပြောချင်တဲ့သဘောအာတင်းနဲ့တူနဲ့နှစ်ယောက်ကြာမှာပေါ့နော်ဒီ physically ပေါ့နော်အဲ့လိုမျိုးအာအထီးတွေ့လေးတော့ရှိခဲ့မယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးလည်းရှိတယ်เนาะအဲ့ဒီတော့အာဒီလိုအရာရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တင်းတို့နှစ်ယောက်က အာ you use saturation ပေါ့နော် saturation အနေထားထပ်တော့နည်းနည်းလေးပို့မယ်လို့ကျွန်မထင်တယ်ပေါ့နော်အဲဒါမဲ့တချို့ကြားကလည်း saturation လည်းအာထပ်လည်းမဟုတ်ဘူး a relationship အဆင့်ထိလည်းမဟုတ်ဘဲနဲ့အဲ့လိုမျိုးပေါ့နော်နည်းနည်းအခြေအနေတစ်ခုတော့ရှိခဲ့မယ်ဒါပေမဲ့အာဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေမှာ relationship သမားလေးတွေများပါခဲ့တယ်ဆိုလို့ရှိရင်သင်တို့နှစ်ယောက်ကြားမှာအာဒီလိုမျိုးပေါ့နော်အထီးတွေ့လေးတွေအဲ့လိုမျိုးပုံစံလေးတွေပေါ့နော်အဓိကကစ်ဆိုတော့လေအဲ့ဒါကိုပြောချင်တာဆိုတော့ အဲ့မျိုးပတ်သက်မှုတွေရှိခဲ့တဲ့ခါမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူအမှတ်တရရှိနေတော့မယ်ပေါ့နော်အဲ့ဒါမျိုးပါအာနောက်တစ်ခုကလည်းဒီမှာ nylon one ပေါ့နော် nylon one energy နဲ့ nylon one energy နဲ့သူကဘယ်လိုလဲဆိုတော့ဒီလိုအရာတွေနဲ့ပတ်သက်ပြီးတော့သူစိတ်ထဲမှာအာဖြတ်ချလို့မရဘူးသူ့အတွေ့အထဲမှာရှိနေတော့မယ်အခုလက်ရှိမှာသူ့အနေနာမှာတခြားသဆုံးတူရှိတဲ့အဆုံးတော့မှဒီလူကတင်းတော့မဆွဲဆောင်နိုင်ဘူးเนาะတင်းနဲ့ပတ်သက်ခဲ့တဲ့တင်းနဲ့ထိတွေ့ခဲ့တဲ့ဒီလိုမျိုးပေါ့เนาะအာ ဲ့လိုအရာလေးတွေကသူ့စိတ်ထဲမှာရှိနေတော့မယ်သတိရစီတော့မယ်အမှတ်ရစီတော့မယ်ပေါ့နော်အဲ့လိုမျိုးလေးပြောထားတယ်အာဒီမှာကျတော့ addition addition ကပါကြလဲဆိုတော့9 or 1 9 or 1ပေါ့နော် နိုင်ရောဝမ်အနေစီနဲ့ဆိုတော့သူကလေအာဘယ်လိုပြောမလဲအခုလက်ရှိမှာတဲ့သူ့နာမှာတစုံတူရှိနေတာမှာတင်နဲ့ပတ်သက်တဲ့အဲ့ဒီအရာတွေကလေသူမလွတ်မြောက်နိုင်ဘူးတဲ့အဲ့တော့တင်တို့နှစ်ယောက်ကနော် saturation တစ်ခုကိုရှိခဲ့ပြီးတော့အချိန်ကာလတစ်ခုမှာဝေးကွာသွားတယ်ပဲထားပါတော့ချို့ကြတော့လေ relationship အနေထားတွေရှိခဲ့တယ်အာနော်အာဘယ်လိုပြောမလဲတယောက်နဲ့တယောက်နဲ့ကြားမှာအာဒီလိုအထိတွေ့ပါတော့အဲ့လိုမျိုးအဆင်လေးတွေရှိခဲ့တယ်ဆိုရင်တော့မှပဲအခုလက်ရှိမှာနှစ်ယောက်ကဝေးသွားတယ်ပေါ့နော်ဝေးသွားတယ်တခြားသူတူနာမှာသူရှိနေ ရတယ်ဆိုတော့မှတင်းနဲ့ပတ်သက်တဲ့အရာတွေကိုမေ့နိုင်နေရောအဲ့လိုမျိုးပုံစံအာပြီးတော့ဒီမှာ night row one energy နဲ့သူကတင်းနဲ့ပတ်သက်တဲ့အရာတွေကိုဆွဲကင်ထားတော့မယ်။ဘာကြောင့်လဲဆိုတော့အာတင်ကသူ့ကိုဆွဲလန်းစေတယ်ပေါ့နော်အဲ့ဒါမျိုးပုံလေးနေမယ်တင်ကသူ့ကိုဆွဲလန်းစေတယ်အာအနီးမှာပေါ့နော် သူမဖြစ်မနေအာသူနေရမယ်အတူတူပေါ့နော်ရှေ့ရမယ်သူတူတူရှေ့ရဆိုရင်တော့မှာပဲတင်နဲ့ပတ်သက်တဲ့အရာတွေရောမပြစ်လို့မရဘူးเนาะအဲ့ဒါမျိုးပုံစံလေးเนาะအဲ့တော့ ဒါမှမဟုတ်ဒီနေ့ reading က collective reading ဖြစ်တဲ့အတွက်လူတိုင်းနဲ့တော့ကိုင်းညီမှုတော့ရှိမှာမဟုတ်ဘူး။ဒါမှမဟုတ်ကျွန်မပြောသလိုအရှိရအချက်တွေကိုနားထောင်လိုက်တဲ့အခါမှာဒါကသင်တို့နဲ့ပေါ့နော်ကိုင်းညီတယ်လို့ခံစားရရင်တော့ဒါကသင်တို့အတွက် energy ပေါ့နော်။အဲဒီတော့ကျွန်မကနော်အဲဒီတော့အရှိကအချက်လေးတွေတူညီနားလို့တော့ပြန်ပြီးတော့တတိယစာလေးနားထောင်ဆင်းရှင်းနေပေါ့နော်နောက်တစ်ခုကျတော့လေဒီမှာ lab ပေါ့နော်အဲဒီတော့ lab ကိုတွေ့ရဖြစ်တဲ့အတွက်သင်တို့နှစ်ယောက်ကြားမှာတော့ တခုခုပေါ့နော်ပတ်သက်မှုရှိရှိခဲ့တယ်ကျွန်မအဲ့ဒါလေးတွေ့တယ်တခုခုပတ်သက်မှုရှိခဲ့တယ်အဲ့ဒီမှာမှဒီမှာ seven of panic က seven of panic energy နဲ့နှစ်ယောက်ကချစ်ခဲ့တယ်ဒါပေမဲ့အာတယောက်ရဲ့ကောင်းကျိုးအတွက်တယောက်ကအချိန်ပေးပြီးစောင့်ရတာမျိုးเนาะတယောက်ကဟိုတိုးတက်ဖို့အတွက်အောင်မြင်ဖို့အတွက်သွားတဲ့အချိန်တွေဒီမှာနောက်တယောက်ကအချိန်ပေးပြီးစောင့်ဆိုင်ရတာမျိုးတချို့ကျတော့လည်းနှစ်ဦးပေါ့เนาะအာလက်ထပ်ပြီးတော့ Merylite တွေเนาะအဲ့လိုမျိုးသွားဖို့အတွက်ကို အာရည်ရွယ်ချက်တွေမပြည့်သေးလို့စူးစမ်းနေရတာပေါ့နော်စူးစမ်းနေရတယ်အဲ့တော့တယောက်ကစူးစမ်းတာကိုတယောက်ကစောင့်နေတာဒါမှမဟုတ်လို့ရှိရင်လည်းနှစ်ယောက်လုံးကအာစူးစမ်းပြီးတော့အဲ့ဒီအခြေအနေကိုရလာဖို့ကို seven of panical energy လိုမျိုးပေါ့နော်စောင့်နေရတာအချိန်တစ်ခုပေးပြီးတော့စောင့်နေရတာသင်တို့နှစ်ယောက်အတူတူဘဝတစ်ခုကိုနော်တည်ထောင်ဖို့ပဲဖြစ်စေပေါ့နော်အဲ့ဒါမျိုးအတွက်ကိုစောင့်နေရတယ်အဲ့ဒီမှာမှတချို့ saturation သမားလေးတွေဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်နဲ့ဂျာမှာ connection ရှိတယ်နော် connection ရှိကိုရှိတယ်အာဘယ်လိုပြောရမလဲ ဟိုချစ်တယ်ပေါ့နော်ခွင့်မပြောရသေးတဲ့အနေထားမျိုးတွေပေါ့အဲ့ဒါကိုတစ်ဖက်ကချစ်တဲ့သူကလည်းသိတယ်အချစ်ခံရတဲ့လူကလည်းသိတယ်ဒါပေမဲ့အချင်းနေမပေးဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အချင်းနေမပေးတဲ့ခါကျတော့ seven of panic energy လိုမျိုးအာအချင်းပေးပြီးတော့အာတင်းတို့နှစ်ယောက်အချင်းနေတစ်ခုကိုသွားဖို့ကိုစောင့်နေရတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးတွေ့တယ်အဲ့တော့ဒီကတ်ကလေးနေတယ်တော့အာပြောရတာတိတ်ပြီးတော့ပေါ့နော်မပြည့်စုံသေးဘူးလို့ကျွန်မထင်သေးတဲ့အတွက်ထပ်ပြီးတော့ပေါ့နော်ကတ်ကလေးနေနည်းနည်းထပ်ပြီးတော့ကြည့်မယ်နော် အဲ့တော့တင်လို့ပြရအတွက် energy လေးတွေပေါ့เนาะဘာလေးတွေထပ်ပြီးကြာလာမလဲကြည့်မယ်เนาะ thank you အဲ့ဒါဘယ်နှကတ်ကြာလဲပေါ့เนาะကြာတဲ့ကတ်တွေအကုန်လုံးကိုကျွန်မယူလိုက်မယ်哦哦、oh, oh,，sorry。 ပထမဆုံးတွေ့ရတာဒလဘာပေါ့နော်ဒလဘာနဲ့ကြာတယ်ဆိုတော့ကျမခုနကပြောသလိုပဲဒီနေ့ရောက်ကရိုးရိုးတမှန်မဟုတ်ဘူးအနေထားတစ်ခုထိရှိခဲ့ဘူးတဲ့သူလေးတွေဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေကအာရိုးရိုး saturation နေတော့မဟုတ်လောက်ဘူးပေါ့နော်ဒီနေ့ရောက်ကြမှာအမတူညီတဲ့အနေထားမျိုးလေးတွေရှိခဲ့တယ်ပေါ့နော်အာတခြားသို့တော့အရာတွေထဲမှာ ပေါ့နော်ပို့ပြီးတော့လင်းနေတဲ့အနေအထားတွေရှိခဲ့တယ်။အဲတချို့နေရာတော့ပြောမယ်အာကျွန်တော်တို့ကျမတို့ကတော့အဲ့ဒီအနေအထားမျိုးတွေမရှိခဲ့ပါဘူး။ဟုတ်ပြီမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းသင်တို့နေရာရဲ့ဒီ connection ကအာ တခြားသူတွေထပ်စားလို့ရှင်နည်းနည်းကိုအထူးခြားတယ်ပေါ့နော်ထူးခြားတဲ့ connection မျိုးပါเนาะအဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့ဘလို relationship အနေထားမျိုးမှာမရောက်သေးဘူးဆိုတော့သူလေးတွေဆိုလို့ရှင်နှစ်ယောက်ကြာကဒီလိုဆက်တွေ့မှုကဆက်ဆက်ရေးရာနည်းနည်းတော့ထူးခြားတယ်အတိတ်ကနေလည်းဖျက်ချလို့ရတဲ့အနေထားမျိုးမဟုတ်ဘူးတဦးပေါ်တဦးဆွဲလန်းနေတယ်ဒီဆွဲလန်းတဲ့အနေထားကလည်းတောင်တောင်နဲ့တွေ့ရတဲ့အခါမှာပျော်ရွှင်ရတယ်လို့ခံစားချက်မျိုးရှိတာမျိုးအရင်ခုံရတယ်ပျော်ရွှင်ရတယ်ပြီးလို့ရှင်အကို့မှာပေါ့နော်ဘယ်လိုပြောမလဲမကောင်းတဲ့ energy ီတွေကိုကရှိထားတဲ့သူဆိုတော့မှကိုသဘောကျတဲ့ဒီလူနာရောက်သွားတဲ့စီမှာသူ့စီရဲ့ကောင်းသူ့စီကကောင်းတဲ့ energy တွေကိုကိုကရရှိသွားတာမျိုးအဲ့လိုမျိုးပုံစံလေးနော်အဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့အပြန်လန်ခံစားနေရတာပေါ့နော်အဲ့လိုမျိုးဒီမှာလဲ the cherry ရကြတယ်အဲ့ရောအာဘယ်လိုပြောမလဲနှစ်ယောက်လုံးကတော့မတူညီဘူးဒါပေမဲ့တူတူတော့အာ သွားလို့ရတယ်သွားလို့ရတယ်ဆိုတော့ကွာဒီလိုအခြေရတစ်ခုပေါ့နော်ပြောရမယ်ဆိုလို့ရှင်အဲ့လားမျိုးတော့သွားလို့ရတယ်နှစ်ယောက်မှမတူညီဘူးဆိုတော့ကတယောက်ကအဖြစ်ဆိုတယောက်ကမဲအဲ့လားမျိုးပုံစံအကြိုက်နေမတူညီတာနော်အသားရောင်တွေမတူညီတာတယောက်ကအသားနည်းနည်းဖြူရယ်ဆိုရင်တယောက်ကအသားနည်းနည်းညိုမယ်အဲ့အဲ့လားမျိုးပုံစံလေးအဲ့တော့ဒီနှစ်ယောက်ကတော့မတူညီဘူးမတူညီပေမဲ့လည်းသင်တို့နှစ်ယောက်က mm ဒီ left flight ခုကိုတော့သွားလို့ရတဲ့အနေအထားမျိုးပေါ့နော်အဲအဲ့လိုမျိုးဒီကြားထဲမှာမှတချို့လေးတွေဆိုလို့ရှိရင်သင်တို့နေရာရဲ့ဒီခင်မင်မှုချစ်ခင်မှုကအဂျာလူတရားအောင်သွယ်ရှိရပေါ့နော်အဲ့ဒါမျိုးပုံစံလေးလည်းကျွန်မတွေ့ရတယ်။နော်ဒီဂျာလူတယောက်ကမိတ်ဆက်ပြီးတဲ့အချိန်မှာသင်တို့နေရာခင်ပြီးတော့အာဒီလိုအနေအထားမျိုးကိုတော့သွားကြတယ်။ဒါပေမဲ့နှစ်ယောက်ကပထမတော့အာတောင်နဲ့တောင်နဲ့အတွေ့ခေါ်မတူတာပြိပခါလေးတွေနည်းနည်းပပရှိတာအဲ့ဒါမျိုးလေးတွေကြုံရမယ်။ဆက်ဆက်တွေ့ခြင်းတခါတည်းတိုင်းပြီးတော့ဟောလန်ဖြစ်သွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။တဖြည်းဖြည်းချင်းမှချက်သွားတာပေါ့နော်အဲ့ဒါမျိုးပုံစံလေး ်ဒါပေမဲ့လည်းနှစ်ယောက်ကြာမှညီမျှတဲ့အချက်တွေတော့ရှိတယ်ဒီမှာ the lover ကြာတာဆိုတော့เนาะကျွန်မအားမျိုးလေးတွေ့တယ်အာနောက်တစ်ခုကြာတော့ဒီမှာ the handman the handman ဆိုတော့ကျွန်မခုနကပြောသလိုပဲနှစ်ယောက်ကအခုချိန်မှာဝင်းနေရရင်တောင်မှ နှစ်ယောက်လုံးရဲ့အတွေ့အကြုံမှာလေစိုးမိုးနေတယ်ဒီလိုသူတို့နှစ်ယောက်ပတ်သက်ခဲ့တဲ့အခြေအနေတွေကမယုံထွက်နိုင်ဘူးဒီနေရာကနေသူတို့တွေမစွန့်ခွာနိုင်ဘူးဒီလိုအတွေ့အကြုံနေမစွန့်ခွာနိုင်အဲ့လိုမျိုးတွေ့တယ်အဲ့တော့နှစ်ယောက်ကြားမှာရှိရှိတယ်ဒီမှာလဲ addition ဆိုတော့လေ addition အားမှာ the handman ကြားတယ်ဆိုတော့เนาะအဲ့တော့တယောက်ကိုတယောက်ချီနှောင်ထားတာမျိုးတယောက်ကိုတယောက်ဆွဲလန်းနေတာမျိုးတယောက်နဲ့တယောက်နဲ့အာတယောက်ပေါ်မှာတယောက် fashion အပြည့်နဲ့ပေါ့เนาะ fashion အပြည့်နဲ့ချစ်ခဲ့တာမျိုးအဲ့လိုမျိုးလေးတွေတွေ့ထားရအောင်เนาะ အနောက်တစ်ခုကျတော့ဒီမှာသတ္တဝါအဲ့တော့အခုလက်ရှိမှာတော့တဲ့သတ္တဝါ energy ဆိုတော့လေနည်းနည်းတော့ဘယ်လိုပြောမလဲနော်အာဝေးကွာမှုတွေရှိတယ်အာအမှတ်မထင်မဲ့လမ်းခွဲခဲ့ရတာမျိုးတွေအာမမျော်လင့်မဲ့အပြောင်းလဲတစ်ခုကြုံလို့ဝေးကွာသွားတာမျိုးတွေဒီအပြောင်းလဲကလည်းတင်းတို့နှစ်ယောက်လုံးမထင်ထားတဲ့အပြောင်းလဲပေါ့နော်ဒီမှာသတ္တဝါကိုကြည့်ပါဒီမှာသတ္တဝါမှာအာအမျိုးသားနဲ့အမျိုးသမီးပေါ့နော်အဲ့လိုမျိုးပုံစံလေးနော်ကျွန်မတို့လိုလေးကြည့်ကြည့်လိုက်မယ် အာမျိုးသားနဲ့မျိုးသမီးမဟုတ်ဘူးเนาะဒီမှာကျတော့အမျိုးသမီးနှစ်ယောက်ပေါ့เนาะမျိုးသမီးနှစ်ယောက်လို့တော့တွေ့တယ်။အဲ့ဒီတော့တချို့ဆိုရင်လေဒီထဲမှာအာဘယ်လိုပြောမလဲเนาะဒီ collective reading ကိုလာကြည့်တဲ့နေရာမှာလေအဲဘယ်လိုပြောမလဲအမျိုးသမီးချင်းချင်းပေါ့เนาะအဲ့လိုပုံစံအဲ့လိုမျိုးလေးလည်းကျွန်မတွေ့တယ်เนาะအဲ့တော့ဒါကသင်တို့ဖြစ်ကိုဖြစ်ရမလို့တော့ကျွန်မဆိုလိုတာမဟုတ်ဘူးเนาะဒါပေမဲ့အဲ့လိုမျိုးပုံစံလေးလည်းတွေ့တယ်။အဲ့တော့သင်တို့နှစ်ယောက်ကอืมဒီလိုပေါ့เนาะဒီလို ရုတ်တရက်ကြီးမမျော်လင့်မဲနဲ့အပြောင်းလဲတစ်ခုမှာအဝေးกว่าသွားတာเนาะအဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့တော့မမျော်လင့်ထားအောင်ဒီလိုမျိုးဝေးกว่าမှုမျိုးဖြစ်လာမယ်လို့တင်းတော့ဘတော်မှာမမျော်လင့်ထားဘူးဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်နဲ့တိတ်ပြီးတော့ချစ်ကြလို့เนาะတယောက်နဲ့တယောက်နဲ့တအားဆွဲလက်မှုတွေရှိကြတဲ့ခါကျတော့ ဒီလောက်အနေထားပေါ့နော်ဒီလိုအနေထားမျိုးနဲ့တင်းတို့ထင်ဝေးသွားမယ်လို့တခါမှတင်းတို့ကမစဉ်းစားရဘူးပေါ့နော်ဒီမှာအဲ့လိုမျိုးထင်တယ်။ဘာကြောင့်လဲဆိုတော့တယောက်တယောက်အရင်ဆွဲလန်းနေဆိုတော့ငါတို့ပြဘရမမဝေးနိုင်ဘူး။ဒီလောက်တယောက်ပေါ့တယောက်ဆွဲဘယ်လိုပြောမလဲဆွဲလန်းမှုတွေတအားများတဲ့စီမှာနော်အာ attraction တွေရှိရဲ affection တွေနော် အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတဲ့ခါကျတော့တင်းတို့တယောက်ကမဝေးသွားလောက်ဘူးเนาะဘသူတတမို့ဝေးกว่าသွားဘူးလို့တွေးခဲကြလိုက်မယ်เนาะအဲ့လိုမျိုးထင်ကောင်းထင်ခဲကြလိုက်မယ်ဒါပေမဲ့အခုလက်ရှိမှာတော့တင်းတို့တယောက်ကအာမမျော်လင့်ထားတဲ့အခြေအနေတစ်ခုကြောင့်မမျော်လင့်ထားတဲ့အပြောင်းအလဲတစ်ခုကြောင့်တင်းတို့တယောက်ကဝေးသွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးလုံးဝဝေးသွားတာမဟုတ်တော့မှလက်တလောမှာ separation ကာလာပါပေါ့နော်တင်းတို့နှစ်ဦးကြားထဲမှာအဲ့လိုမျိုးတွေတွေ့ရအဲ့တော့ဒီမှာတကတ်ထက်ကြည့်မယ်เนาะ အဲတကတ်ထပ်ကြည့်လိုက်မယ် the war oh ရန်ကောင်းပါလေဒီ energy ကလေနောက်ဆုံးမှာ the war ဆိုတော့တင်းတို့ညတစ်ချိန်မှာတော့ပြန်ဆုံးပြေအောင်မယ်ကျွန်မထင်တယ်တိလားအခုတင်းအတွေ့တွေကသူเนาะ တဲ့တွေ့တဲ့ကသူသူတင့်ကိုတတိယနေမလားဆိုပြီးတက်လက်ကြည့်ရဟလာဒီလိုကတင့်ကိုတတိယရတယ်။ဘာကြောင့်လဲဆိုတော့တင်းတို့နှစ်ယောက်ကြာမှဒီလိုချစ်ချင်းတွေရှိခဲ့တဲ့အတွက်တတိယရတယ်ပေါ့နော်။အဲ့လိုမျိုးတွေလည်းကက်ကပြတယ်။နောက်ဆုံးမှလည်းတင်းတို့နှစ်ယောက်ပြန်ဆုံအောင်မဲ့ the wall energy နဲ့လေ။အဲ့လိုမျိုးလေးပြီးတော့ဒီ the wall ကဒီမှကြည့်ဒီ the wall ကအမျိုးသမီးလေးကอืมသူ့ ဖိုက်ပေါ့နော်ဖိုက်ကိုကင်ထားတဲ့ပုံစံလေးနဲ့နောက်ပြီးတော့သူတို့သမီးလိုမျိုးလေးလည်းခက်စစ်စင်လေးနော်သူ့အပေါ်မှာစောင်းထားတဲ့တရဖူလေးနဲ့သူ့ရဲ့ဒီခြုံလှွားလေးတွေနော်အဲ့လိုမျိုးပုံစံလေးတွေကျွန်မတွေ့တဲ့ခါကျတော့တင်တို့နှစ်ယောက်လေးတကယ်ကိုမှအာထူးခြားတဲ့ ရေဆက်တွေပေါ့နော်အဲ့ဒါမျိုးတွေရှိခဲ့ကြတယ်ဆိုလို့ရှိရင်ပြန်ဆောင်တဲ့ခါကျတင်းတို့ညလက်ထပ်ပြစ်လိုက်မယ်နော်အဲ့ဒီနေထားတွေရှိတယ်တချို့ဆို marine light တွေထိသွားပြစ်လိုက်မယ်အာသားသမီးလေးတွေတင်းတို့ညကြာမှာရလာမယ်အဲ့ဒါမျိုးပုံစံလေးတွေကျွန်မတွေ့တယ်ဒါမဲ့ကျွန်မကပြောသလိုပဲဒါက collective reading မှာပေါ့နော်အဲ့တော့လာကြည့်တဲ့သူတိုင်းကဒီလိုအခြေအနေဒီလို energy မျိုးကိုရလိမ့်မယ်လို့တော့ကျွန်မတစ်ထစ်ချာပြောလို့မရပါဘူးအဲ့တော့ဒီထဲမှာမှာ တော်တော်လေးကိုပေါ့နော်အစားအနေကြည့်ပြီးတော့အခုလက်ရှိအခြေအနေထိကျွန်မပြောသွားတာမှန်တယ်ဆိုပြီးတော့အော်ရရတယ်ပေါ့နော် energy ရတဲ့သူလေးတွေကြတော့ဒီနေသားမျိုးဖြစ်သွားနိုင်တယ် နော်အာပြီးတော့သူတို့နှစ်ယောက်ကြားမှာအတကယ်ကို relationship အနေထားရဲ့ဒီတက်လန်းခဲချထားဘူးတဲ့သူလေးတွေဆိုတော့ဒီအခြေအနေကပို့ပြီးတော့မှတ်မယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးပြောချင်တယ်အဲ့တော့သဘောကကြတဲ့အတွက်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေတင်တဲ့တင်တစ်ဖက်လို့အာ merit light တွေသွားဖို့ energy ရှိကြရပေါ့နော်အာအခြေအနေတွေပေးတယ်ကန်တရား ရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေအဲ့ဒီတော့တချို့ကတော့ပြောမယ်တကယ်မို့ merit light တွေထိမရောက်ခဲ့ရင်ရော merit light တွေထိမရောက်ခဲ့ရင်ရောဆိုတော့တချို့ကြတော့ဘာလဲဆိုတော့မရောက်ခဲ့ရင်တော့မှနှစ်ယောက်လုံးမှအိမ်မက်တွေရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့တင့်အတွေ့တွေကလူနဲ့တင်က merit light တွေထိသွားချင်တယ်လို့ရည်ရွယ်ထားတာပေါ့နော်ကျွန်မအဲ့ဒါမျိုးလေးတွေ့တယ် နော်အဲ့တော့ဒါဒီအချက်ကမှန်လားပေါ့နော်အဲ့ဒါလေးတော့မေးချင်တယ်ကျမရဲ့ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေကိုကျမအဲ့ဒါမျိုးလေးတော့မေးချင်တယ်အဲ့တော့အဲသင်တို့နှစ်ယောက်က merit light တွေထိသွားဖို့အဆင်မပြေပါဘူးဆိုရင်ဒါမှပဲ merit light တွေထိသွားဖို့တော့ရည်စူးခဲ့ကြရတယ်ပေါ့နော်ရည်ရွယ်ထားခဲ့ကြရတယ်အိမ်မက်တွေရှိခဲ့ကြရတယ်ပေါ့နော်ကျမအဲ့ဒါမျိုးလေးခံစားရတယ်ဟုတ်လားနော် အဲ့တော့ဒီနေ့ collateral ingredient လေးကတော့ပြီးပါပြီအဲ့တော့တင်းရဲ့အတွေ့အကြုံသူတင်းတရရနေတဲ့သူကတင်းကိုတရရနေလားเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မကပေါ့ပေါ့ပါပါလေးနဲ့ collateral ingredient လေးတစ်ခုကိုလာပြီးတော့ ဖတ်ကြားပေးတာဖြစ်ပါတယ်။အဲ့တော့ energy ကညီမရရှိကြပါစေနော်။အဆုံးတကြီးရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ပြီးတော့ကျွန်မပြောသလိုပဲတကြံကာလအတွင်းမှာကျွန်မကတော့ရထားချင်တာပေါ့နော်။အာ personal reading နေတော့မှကျွန်မလက်မခံထားဘူး။နှစ်ဆက်နှစ်ရက်နေမှပြန်ပြီးတော့စမယ်ဆိုပြီးတော့ပေါ့နော်။ကျွန်မရဲ့ Viber မှာဆက်သွယ်ထားတဲ့သူလေးတွေကျွန်မကပြောထားတယ်။နော်ဒီငွေကြေးနဲ့လာတဲ့ personal reading နေတော့မှကျွန်မရထားပါတယ်။နော်တကယ်ကိုကျွန်မအချိန်ပေးပြီးတော့အာကျွန်မရဲ့ audience လေးတွေအတွက်တည်တံ့ကိုအချိန်ပေးပြီးတော့ပေါ့နော်။ဒီ collective reading လေးကိုရိုက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်ရှင်။ အဲ့တော့နောက်ထပ် reunion နေမှာလည်းအတူတူပြန်လည်ဆုံတွေ့ကြမှာတယ်เนาะတတ်တာ